ထုံမင်းခန်းစားချက်လေးပြောပြပါဦးလားညီလေးထုံမင်းအောင်နိုင်ရတဲ့ပုံအရင်ပြောတော့ဗောနော်ကျွန်တော်မြန်မာတွေဘဝမှာရလတ်မကောင်းဘူးလေဒါပရမဘွယ်စူပါရီဘန်ဘွယ်ကြီးရဆိုတာဒါစိတ်မကောင်းဘူးစိတ်မကောင်းဘူးဆိုတော့ကိုကလည်းဒါနောက်ဆုံးဘွယ်ထူအောင်မယ်ဆိုတော့တကယ်လည်းစိတ်မကောင်းဘူးဟုတ်ကဲ့အဲ့မဲ့အဲ့ဒီဘွယ်မှာထုံမင်းအောင်ကွဲသွားတယ်ဆိုတော့တကယ်ရှုံးသွားပြီးထင်တော့ဗောဟုတ်ကဲ့ကျွန်တော်ညီကိုကျွန်တော်អော်လိုက်တာသူတို့စီစစ်တာစီစစ်တဲ့အချိန်မှာကျွန်တော်ရရရတယ်ပြောအဲကစားသမားကိုလည်းသူကဆရာဝန်ပြန်ကြည့်တာကစားသမားမထိုးခြင်းတော့ဆိုသူကဒီလိုလုပ်လိုက်ဟုတ်ကဲ့ကစားသမားစိတ်ရထက်ထက်တယ်လို့ပြောတာ ော့ပြန်လှော့တယ်ကျွန်တော်ကကျွန်တော်ညို့ခေါင်းမချိတ်ခိုင်းတယ်သူတို့စေစစ်လက်အစ်မခံကွာရာကူရတဲ့ပုံနဲ့အဲဒီအဲ့ဒီနိုင်မွေးကနေအရှုံးကနေပြန်လာနိုင်တယ်ဆိုတော့ရန်လဲပြောတော့ဗောဟုတ်ကဲ့အဲ့ဒါညီလေးထုံးမင်းအောင်ဘောနော်အခုအချိန်ဘလောက်လောက်ယူပြီးတော့မှဒီပွဲစဉ်အတွက်ထွင်းပေးခဲ့ရလဲဒါနဲ့ပတ်သက်ရနေငယ်ပြောပြပါဘာလောက်အလားတလားလောက်ရှိမှာတလားတလားလောက်ရှိရင်ဆိုတော့ပထမပွဲမှာသူကပွဲပြက်ပြီးတော့မြန်မာပြည်မှာပွဲပြက်သွားတယ်ပွဲပြက်ပြီးတော့သူကဝမ်းကပွဲပြက်ပြီးသူကထွင်းနေမှာတော့15ရက်16ရက်ပွဲပြက်ဆိုတော့ခီးထော့ ပြီးတော့ဝမ်းနဲ့သူကအီးမေးလာတော့ကျုံက30ရက်နေထိုးရမယ်ဆိုတော့ဟုတ်ကဲ့ငန်းလေးပြခေါ်ပြအချိန်ကတော့တလားလောက်ပဲရတယ်ခါပြီးတော့ပြန်မောင်းမသိရတာဒီကွေးကသိရပြန်မောင်းကသူတို့ပေးတဲ့နံပါတ်ကကျွန်တော်ရှာလို့လုံးဝမရဟုတ်ကဲ့များလည်းတော့ဒီပြန်မောင်းထွက်တဲ့နေ့မှာအဲ့ဒီနံပါတ်နဲ့ရှာပါပြန်ပြန်မောင်းသိရဒီသိရပုံမှာပြန်မောင်းကြည့်ပြီးတော့သူ့လေ့ကျင့်ပေးရဟုတ်ကဲ့ညီလေးဒီထုံမရအောင်ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးပေါ့နော်ဒီ time fighter ရဲ့စွမ်းဆောင်ရည်ကိုအခုထုံမရအောင်နေလဲအနေချင်းလေ့လာထားမှာတော့ရှိမှာပဲပေါ့နော်အဲ့တော့ဒါညီလေး ေထုံမင်းအောင်ကိုဘယ်အပိုင်းနဲ့ပတ်သက်ပြီးဒီ time fighter ကိုဒါရှင်ပြန်ထုတ်တက်ဖို့အတွက်အဓိကဒီပြင်ဆင်ပြီးတော့မှဒါအကြံပေးခဲ့တာမျိုးဒါထုတ်တက်စေခိုင်းတာမျိုးရှိခဲ့လားဒါနဲ့ပတ်သက်ပြန်နေငယ်ပြောပြပါဦးအဲတော့ तू ကတော့ဒီပြန်မလို့တော့ဆိုရင်ကျွန်တော်ဘယ်လိုလောက်စီလို့လောက်စီဆိုတော့ကျွန်တော်လောက်တဲ့ခိုင်းတော့ခိုင်းရတော့ဟုတ်တဖက်ပြန်ပဲ तू 6တော့ကောင်ကျွန်တော်လက်အောင်လုံးဝမချရတော့ပထမကြီးမှတော့ခိုင်းခိုင်းလေးတော့ဟုတ်ကဲ့တင်ထားခိုင်းအောင်ကဲ့တင်ထားခိုင်းတယ်ပထမကြီးမှလာပထမတော့လည်းလက်ကြပြီးရှုံးလာရှုံးနေပြီးတော့အမရှုံးနေပြီးရှုံးလာအောင် ဲ့ဒီတော့ကျွန်တော်ကသူ့ကိုအပြစ်မပြောဘူးဒါပေမဲ့တို့ကလူငယ်ဖြစ်တဲ့အတွက်အသက်လည်းငယ်သေးတယ်အချိန်ပေးရမယ်တို့အချိန်ပေးရမယ်ကျွန်တော်ကတော့ငယ်သေးတယ်ကျွန်တော်လက်ဝိတ်ထိုးတယ်နိုင်ရည်အရင်များတော့ကျွန်တော်ဆိုတယ်နိုင်ရည်အရင်များဆိုတော့တို့လည်းနိုင်ရည်ချင်တယ်ဒါကြောင့်ဘာမှအချက်ကန့်အထိတယ်ကျွန်တော်ကတတိထားဘူးဒါပေမဲ့သူ့ကိုကျွန်တော်ကပါဒီတော့တရားဝင်မောင်းလာပြီလဲဆိုတော့ကျွန်တော်ကမလဲချင်းနဲ့ကျွန်တော်မင်းအကုန်မင်းပြခဲ့ပြီဘွာဒါကွဲတလားတတိမင်းကပြခဲ့ဘွာမင်းလည်းလုတ်တတ်တယ်မင်းလည်းလက်ဝိတ်ထိုးလို့ကငါ့ကိုကြည့်ချင်းတဲ့အချိန်ဆိုရင်မင်းဟိုဘက် ခံဟိုဘက်ခြံဒီဘက်ခြံရအောင်ဟုတ်နောက်ပြန်မလဲခြင်းတော့ဟုတ်ကဲ့ဟုတ်ပြီးတော့ဒီဘွဲကိုကျွန်တော်လောကသူ့အစိတ်အေးထိုးပြီးကစားခိုင်းလာတော့ ူရတကယ်လက်စိတ်အီလိုပဲကဒါတစ်ချက်ကလည်းပြိုင်မနဲ့ခေါင်းဆောက်ပြီးကိုွေးသွားတော့ကိုွေးသွားတဲ့အချိန်မှာသူကလည်းသူတန်းရအောင်ကြည့်တယ်တန်းမိုးလိုက်ဖြတ်လိုက်ဟုတ်ကဲ့ဒီပထမတစ်ချီမှာပေါ့နော်ဒါချင်းမြင့်ကန်ချက်နှစ်ချက်သုံးချက်လောက်ကန်ခံလိုက်ရတယ်မော်အဲ့တော့ဒုတိယချီရောက်တဲ့အချိန်မှာဒါဒုနှမင်းအနေနဲ့ဒီချီကန်ချင်းမြင့်ကန်ချက်ကိုဒါဘယ်လိုမျိုးခုခံပြီးတော့မှကစားသွားရမလဲဆိုတာနဲ့ပတ်သက်ပြီးဒီအချံပြီးခဲ့တဲ့အပိုင်းလေးတွေရှိလာဒါနဲ့ပတ်သက်ပြီးပြောပြပါဟိုကပြိုင်မဲအမြင့်ကန်နေပြီဆိုတော့ကျွန်တော်ပြိုင်မဲအောက်ဘေးဆိုတော့ကျွန်တော်သူ့ကိုကန်ခံခိုင်းတော့ဟုတ်ကဲ့အာပြိတဲ့လက်တွေ့မှာပေါ့သူအော်ဒီဘေးခြေတော့ကျွန်တော်ဖြုတ်ခိုင်းတယ်ဘာလို့လဲဆိုတော့ ောအမြင့်ကန်နေပြီတော့ဟုတ်ကဲ့ဆရာတော့ကြတယ်အဲ့တော့အောက်လောလောလောပြီးကန်နော်ဟုတ်ကဲ့အဲ့ဒီအဲ့ဒီဘိုင်တော့သူကျွန်တော်ပြောလာတော့မျိုးအမြင့်ကန်တော့ဆိုအောက်အောက်ကန်အောင်ပါဆိုဟုတ်ကဲ့ကိုပေါ်ကန်ကိုအောက်ကန်ကပြုတ်ကြအောင်ဟုတ်ကဲ့ဒီတိုင်းသူပြောလိုက်ဟုတ်ကဲ့အဲ့တော့ဒီပွဲစီမှာတတိယချီမှာအလဲထူးပုံစံမျိုးနဲ့နိုင်သွားတယ်ပေါ့နော်အဲ့တော့ဒါညီလေးခုံးမင်းအောင်ကိုဒါဘယ်ချီလောက်မှာအလဲထူးနဲ့အနိုင်ရယူဖို့အတွက်ဒါပွဲတွင်းမှာဒီမျိုးပြောခဲ့တာမျိုးတွေရှိသလားကဲဒီပွဲမှာတော့သူကျွန်တော်တကယ်အနိုင်ရခြင်းတော့အနိုင်ရအောင်လဲကျွန်တော်သူတရားလေးနေကျင်လာပြီးတယ်ဒါပေမဲ့ဘယ်ချီမှာ မှန်နိုင်မှာဆိုတော့ကျွန်တော်ပြောတော့သူအဓိကသူကလောတယ်လောတယ်ဆိုတော့ကျွန်တော်ဒီလောတာကိုထိန်းနေတာနိုင်မှုကြီးကဘလို့နိုင်အမှန်နဲ့နိုင်လည်းငါတောင်းနေတောင်းချင်ဟုတ်ကဲ့ဟုတ်ကဲ့အဓိကသူကျွန်တော်အားသူအရန်လောတော့သူအလဲထိုးရတာတည်ဖြစ်ရင်လည်းဖြစ်မှာဒါပေမဲ့ကိုအမားများတော့ဟုတ်ကဲ့အမားများလို့ဆိုတော့သူကျွန်တော်ပြောတယ်နိုင်ရင်ရပြီဘလို့နိုင်တာကနိုင်မှုကြီးကြီးဒီပွဲမှာဟုတ်ကဲ့ပေါ်မစုပါရန်လည်းရှုံးမှုပါအလဲထိုးတော့အရင်မကြည့်ဘူးဟုတ်ကဲ့သူကအမှန်နဲ့နိုင်ရင်လည်းနိုင်တာပဲအဲ့ဒါကြောင့်သူပထမကြည့်တယ်ကျွန်တော်အော်နေလောနေမလောကျွန်တော်သူ့ဘာမှမအော်မလောနဲ့တခုပဲအော်တယ်သူလည်းတကယ်ပြန် မဲ့အမောင်းအောက်ပြီးကစားတော့ဗောအဲ့ဒီတစ်ချက်ကတော့ဒါသူ့ရဲ့ဆောင်းနဲ့ဟိုကကောင်းနဲ့သူ့နှဖူးနဲ့ထိတာဟုတ်တယ်ဟိုကလုံးလိုက်တော့သူ့ကိုယ်တော့ထိုးတော့ကျွန်သွားတဲ့လုံးဟုတ်တယ်ဟုတ်တယ်သိတော့ဒီမှာကွဲသွားတော့ကွဲသွားတော့ကွဲသွားတယ်ကျွန်တော်ဟောနေအရင်မလုံးတော့ဗောဟုတ်ကဲ့လောရပါတော့ပြန်ပွဲအဲ့ဒီကွဲသွားတဲ့အချိန်မှာကျွန်တော်ပြောတာနိုင်မှုမလွယ်တော့ဘူးကျွန်တော်ကကိုယ်ကတန်ရာများသွားပြီးတော့ဟုတ်တယ်နောက်တစ်ချက်ဆိုကိုယ်တန်ရာဆော့ပါကျွန်တော်ဖိတူခံလိုက်တာဟုတ်တယ်အမေဖြစ်ကျင်လာပြီတော့အဲ့လိုတင်ထိုးလိုက်တော့ရှုံးနဲ့ရှုံးအတင်းဝင်ခိုင်းလိုက်တော့ဟုတ်ကဲ့ဟောကိုသူတို့မေးဒီ one champion ရှိကိုဒီမကြခင်မှာရောက်တော့မယ်ဆိုဦးမသာတရင်လေးကြားနေတယ်ဗောနော်အဲ့ဒါမြန်မာပြည်ကကြီးစုနေတဲ့ပြည်သက်တွေဒီကမ္ဘာတော်ကကြီးစုနေတဲ့မြန်မာပြည်သက်တွေကိုဒါကုထရုမေအနေနဲ့ဘယ်ချိန်လောက်မှသာပွဲထိုးရဖို့ရှိတယ်ဒါနဲ့ပတ်သက်ပြီးဒါအနည်းစားလုံးပြောပြပြလို့ရမှာကျွန်တော်တော့ကန်းလန်းလာရှိတော့ဟုတ်ကဲ့ဝေးချလို့မရဟုတ်ကဲ့အဓိကကျွန်တော်ဝေးမရဘူး โอเคเบเบเวทตั้มมาดาเผ็ดขอท่าอะไรไม่ดีเนาะโอ้ยอีกทีต้องมาเปลี่ยนเอาเปลี่ยน89รอบมาเปลี่ยนคุณเสียกู89 89รอบเปลี่ยนโอเคดีปวยปวยอ่ะกั้นลั้นลาตาเลยชิบีล่ะคุณทุนเบนเราก้านลั้นหมดเลยอายชิบีได้5เจ็งออกชิบี5เจ็งชิบีโอเคอ่ะสาชูกฤษฎาปัญญาฤาတော့တော်တော်စေတော့မလောက်ရနေဘူးပေါ့နော်အဲ့အဲ့ကျွန်တော်ရှင်းလာပိုင်းပွဲပြီးတော့ဆုံးပြတော့ကျွန်တော်ရှင်းလာပိုင်းမှာမြန်မာမြန်မာချန်ပီယံလူ့ဝဲထူအောင်ဟုတ်ကဲ့လူ့ဝဲထူပြီးရင်ကျွန်တော်အဲ့ဒီပွဲပြီးရင် တော်ဒါကျွန်တော်ရဒီဝိုင်းရခနေကိုဆိုပြအောင်ဟုတ်ကဲ့အကြီးကကျွန်တော်တို့ပြဿနာကဒီကျွန်တော်တို့နိုင်ငံဟုတ်ကဲ့ပစံကမင်းပြီးတာနဲ့နဲ့ဆိုကျွန်တော်ဟိုမှာထိုးလဲဒီဈေးရတာပစံကြောင့်မဟုတ်ဘူးဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ဈေးကကိုကိုကိုညာဈေးများတော့ပြကြင်ဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်လိုချင်တဲ့ဈေးနဲ့တော့မရအောင်ဟုတ်ကဲ့ဈေးကကိုညာလို့ဒီကအရေးကကျွန်တော်ဝမ်းမလာတော့ အဲ့တော့ဒီရှစ်လပိုင်းမှာမြန်မာပြည်မှာထိုးမှာပြိုင်ဖက်ပဲပြိုင်ဖက်လည်းမသိဘူးเนาะအဲမဲ့ကတော့ချန်ပီယံလူပဲဆိုနိုင်ငံရာဖြစ်ဖို့နိုင်ငံချန်ပီယံဖြစ်ဖို့ထိုးမှာလည်းမရှိဘူးဟုတ်ကဲ့နိုင်ငံရာဖြစ်ဖို့ တော့အဲ့ဘွေးစင်ပြီးသွားပြီဆိုတော့ဒီ၈လပိုင်း၉လပိုင်း၁၀လပိုင်းလောက်မှဆိုတော့ဝမ်ချမ်ပီယံရှစ်မှာကိုသူတို့မင်းကိုတွေ့ရဖို့ရှိတယ်ပေါ့နော်။ဒီနေ့တော်မှာမြင်ရဖို့ရှိတယ်။နေ့ကုံပိုင်းလောက်မှာပေါ့။အဲ့တော့ကျွန်တော်ကလည်းသူတို့ကံလာမှုကိုလက်ခံတော့လက်ခံလာတော့လက်ခံလာတော့အဓိကကျွန်တော်ဒီ၈လပိုင်းဘွေးဝေးချအောင်။ဟုတ်ကဲ့။အဲ့ဒီပြန်ရင်တော့ဝေးစားချအောင်။အခုလည်းကျွန်တော်တို့ကစားနေတော့သမီးအောင်လို့ကစားနေတော့ကျွန်တော်လိုက်ကစား။အမေရိကန်နေ့ပြန်ရင်ကျွန်တော်ပွဲသွားကျွန်တော်ကပြင်ဆင်တော့။ဟုတ်ကဲ့။ဒီပြင်ဆင်တာကတော့မြန်မာနိုင်ငံမှာပြင်ဆင်တာပေါ့နော်။အဓိကအားလုံးဒီစနစ်ပိုင်း။ဟုတ်ကဲ့။ အဲ့တော့မြန်မာပြည်ကနေချိရှိနေတဲ့ဒီပရိသတ်တွေ online မှာချိရှိနေတဲ့ပရိသတ်တွေဒါအပိနေတဲ့သူတွေကိုဒါနှုတ်ဆက်စကားအနေနဲ့ပြောပြပါအောင်ဒီနေ့ဆိုလို့ရှိရင်ဒါတော်စိတ်မကောင်းဟုတ်ကဲ့ဒီဆိုလူတွေဝေးလာရတယ်တို့ရဲ့အလုပ်ပြက်ခတ်မိလာရတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့စီကလက်မှတ်အဆောင်တရားပဲရတယ်အဆောင်တရားပဲရတယ်ကျွန်တော်တို့ဘယ်လိုမှပြီးလို့မလောက်ဘူးဟုတ်ကဲ့ဘာနဲ့ကျွန်တော်တို့ကလည်းအဆက်အသွယ်သိမရှိဘူးဟုတ်ကဲ့အဲ့ဒါအဆောင်တရားတော့မှဒါကျွန်တော်တို့အေးချင်းကိုပြောတယ်အေးချင်းကကျွန်တော်တို့ယူပြရအောင်ဟုတ်ကဲ့ယူပြတဲ့လက်မှတ်အဆောင်တရားပဲရှိတယ်ပြီးတော့တို့ကလက်မှတ်မပြည့်လေတော့ပြည့်လေတော့ဒီလက်မှတ်တွေကတော့ကျွန်တော်အများကြီးမှအကူအညီတောင်းလာတော့ တော့မပေးလေတော့ဘူးတကယ်စိတ်မကောင်းဘူးပရိသတ်တို့လည်းကောင်းမှန်တာပေါ့ကျွန်တော်တို့က၁၀၀ပဲရတယ်အခုတိမ်မှာကျွန်တော်တို့မပေးချင်းတော့တကယ်လည်း၁၀၀၁၀၀ပဲရတယ်လက်မှတ်၁၀၀ကိုကျွန်တော်ကမှရှိတဲ့လူကြောအရင်လာလို့ပေးလိုက်ရတယ် โอเคကျွန်တော်တို့ကစောင်းမလည်းမပြောင်းဘူးကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လာလာတဲ့လူတိုင်းကိုယ်မျိုးကိုမျိုးခွဲရလည်းမပေးဘူးကွာโอเคလာတဲ့လူကုန်ပြီးတော့ဟိုမှာဆိုတော့ကျွန်တော်တစ်ကက်တွေညာရေးပို့ပြီးတော့โอเคဘာလို့ကိုပရိသတ်တွေလာအဲ့ဒါစိတ်မကောင်းဘူးနည်းရတော့โอเคပရိသတ်တွေလည်းတောင်းမဲ့โอเคโอเคအဲ့တော့ဒီကနေ့ဒီ interview အတွက်အချိန်ပေးတဲ့အတွက်ကိုထွန်းထွန်းပင်အထူးပဲကျေးဇူးတင်ပါတယ်โอเคပါဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါကဲနှုတ်ဆက်ပြီးလိုက်ရော